ောပြန်လာတဲ့မိကလေးပေးလုံခဲ့တဲ့မလကလောက်ခတ်ခဲ့တဲ့ပြင်ရခုနှစ်တက်မှခုနှစ်ဗစ်စတာစကီစကိုင်းကလင်ရဲ့ဘယ်ဟာတန်ကျက်မှမပြည်သေးတဲ့အချိန်မှာပဲရန်ကုန်မြို့ကရောက်ဆက်ပြီးမိကလေးပေးနဲ့ဒီဆိုင်ရပြန်မယ်ကုန်းစုတဲ့တန်ကြီးနဲ့တစ်ချက်ပြီးတော့မှသွားတက်အောက်ကိုခါရံရုံကလေးရလှုပ်တာကုန်းမောဆင်ပြေးရဆန်ယောမတိုက်တဲ့လူတို့ကပြီးစင်လာကြတာအတူမမနေကြဘူးတိုင်းပြည်ရဲ့သူမှာပြီးကြလောက်ခတ်ခဲ့တဲ့ပြင်ကလင်းကရန်ကုန်တိုင်းဒလမြို့နယ်နီမြေရောက်အနက်9ကီလိုမီတာကိုဗဟုပြုတ်ပြီးတော့ ဗစ်စတာစကေ3.9အဆင့်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ခဲ့ပါတယ်။မိုးစလာကတော့မယန်ကုံမြို့နယ်အနီးမြေောက်15မီတာကိုဗဟိုပြုပြီး3.6ဆင်ကလင်တစ်ခုဖြင့်ထုတ်ပြန်ပါတယ်။အင်အားနှင်းငယ်သာရှိပေမဲ့မြေောက်နဲ့မတိမ်မဲရှိနေခြင်းကြောင့်မြို့နေပြည်သူတွေတည်တည်တသာခံစားခဲ့ရတာဖြစ်ပါတယ်။ဗစ်စတာစကေ3.9အဆင့်ဆိုတာအပျက်စီးများစွာဖြစ်ပေါ်စေနိုင်တဲ့အင်အားမဟုတ်ပါဘူး။ရန်ကုန်မြို့သူမြို့သားများရဲ့စိုးရိမ်ထိတ်သန့်မှုကတော့မိုးပေါ်ထောင်တက်နေတဲ့သူတို့ရဲ့အထက်မြင့်တိုက်ကြီးတွေလိုပါပဲ။ဒီလိုစိုးရိမ်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့လွန်ခဲ့တဲ့ မက်လာ၂၈ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ပြင်အား9.8စီရှိတဲ့သခိုင်းငလင်ကြီးတောက်ဝဲဖြစ်ပါတယ်။အဲ့ဒီငလင်ကြောင့်ပြည်သူ၄၀၀၀ကျော်တေဆုံခဲ့ရပြီးရန်ကုန်မြို့ကိုပါတည်တာလုတ်ခတ်ခဲ့တာကြောင့်မြို့နယ်လူထုကငလင်တိုင်ကြောင့်အကြီးကျယ်စိတ်ဒဏ်ရာရနေကြတာဖြစ်ပါတယ်။ကျမတို့ကထက်မြင့်မှနေတော့ငလင်တရင်ကိုမြေဆောက်ကြည့်မိကြတာ။ညာငလင်လို့တော့အခန်းတိုင်းလူလူအောက်ကိုစီးမိကြတာ။တချင်းအပေါ်ပြန်မတည့်ရကြအောင်။အဲတချို့ဆိုလမ်းပေါ်မှာတနိုင်လောက်ဆောင်ပြီးမှပေါ်ပြနေကြတာ။ရမ်းမဖြစ်မိမဲ့စိတ်ဘူးတာကတော့မခံနိုင်ဘူးလေ။ငလင်လို့တာတည်တာ။ အင်းတို့ကဆွဲတက်ပြီးတော့လှုပ်လိုက်လို့လမ်းနေကတော့ကြည့်တော့ကဆိုရင်အဲတော့ဘီယူပြီးတိုင်းတော့လက်ထိသွားတယ်။သူတို့ကကြတော့ထိုတက်မဟုတ်ပစ္စည်းကြလို့ကောင်းမောက်သွားတယ်။ဘယ်သူမှအင်းနေမှမနေကြတော့အကုန်လုံးကလမ်းပေါ်မှာရခုံငယ်လေနီရန်ကုန်တိုင်းကုန်းတွင်းရှိစံကြောင်အင်းစိန်လှိုင်းကမာရွတ်မယန်ကုန်းဒလတာကိဒပဇွန်တော်တာမွေမင်္ဂလာတောင်ညော့စတဲ့မြို့နယ်အများစုမှာတီးတာလောက်ခက်ခဲတာဖြစ်ပါတယ်။ဒီလိုမျိုး မြို့ပြနီးမှာဗိုလ်ပြုလုပ်ကမှုတွေဟာအရင်ဩဂုတ်လ22ရက်နေ့ကသုံးခွမြို့တောင်ပတ်ပြင်အား9တန်းသမ4ဆင့်ရှိငလင်လုတ်ခဲ့ပြီးတဲ့နောက်မှာတကြောပြန်တွေ့ရတာဖြစ်ပါတယ်။မြင်းငလင်တစ်ခုရဲ့ရက်ခတ်မှုဟာရန်ကုန်မြို့ကြီးတစ်မြို့လုံးကိုတညတာအိပ်ပင်ပျော်စေခဲ့ပါဘူး။ပြင်အားကြီးမားတဲ့ငလင်ဘေးအနေရဲ့အမှတ်ရစရာတွေကရန်ကုန်မြို့သူမြို့သားတွေရဲ့စိုးရိမ်ပူပန်မှုကိုပုံပုံမြင်မားစေခဲ့တာဖြစ်ပါတယ်။သခိုင်းပြည့်ပြည့်ကျော်ရဲ့နောက်ဆက်တွဲလုတ်ခတ်မှုတွေရှိနေသည့်မြို့နေလူတွေနဲ့တဘာဝဘေးအနေကိုအလင်းနဲ့ထားစိုးရိမ်နေကြအောင်မှာအမှန်ပဲဖြစ်ပါတယ်။ရန်ကုန်မြို့မှာငလင်လုတ်ခတ်ပြီးတဲ့နောက်မှာ ပြည်သူတွေစိတ်ပူပန်မင်းထိတ်လန့်နေကြတာကိုတော့နားလည်ပါတယ်။အထူးသဖြင့်အထက်မြင့်တိုက်တွေမှာနေထိုင်သူတွေအတွက်ငလင်ဘေးအန္တရာယ်ကစိုးရိမ်စရာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာစိတ်ပူပန်မှုကိုလျှော့ချပြီးဘေးကင်းအောင်ဘလို့ပြုမှုနေထိုင်သင့်တယ်ဆိုတာကိုပြောပြပေးပါမယ်။ငလင်တစ်ခုလောက်ခတ်ပြီးတဲ့နောက်နောက်ဆက်တဲ့ငလင်ငယ်များဆက်လက်လောက်ခတ်နိုင်ခြေရှိတာကိုသတိပြုပါ။ဒီတွက်အ ਨੇ ဆုံးတနာရီခန့်လမ်းမပေါ်သို့မဟုတ်ဘေကင်းရနေရာတနေရာမှာစောင့်ကြည့်နေသင့်ပါတယ်။မိုးလေဝသနဲ့ယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာတွေရဲ့ပြန်ဝင်ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ပြီ အခြေအနေကိုအတည်ပြုပါကောလာဟာလာတွေကိုမယုံပါနဲ့အိမ်ပြန်ဝင်တဲ့အခါအဆောက်အအုံမှာအကွဲအကြောင်းကြီးတွေပျက်စီးမှုတွေရှိမရှိသေချာစစ်စစ်ပါမိပိုက်ဓာငွေပိုက်နဲ့တက်စစ်ဝါယာကျူးတွေပျက်စီးမှုရှိမရှိကိုလည်းသတိထားစစ်ဆေးပါပြုတ်ကျနိုင်တဲ့ပစ္စည်းတွေဥပမာဘီရိုမှန်ပန်းစားတဲ့ပစ္စည်းတွေကိုလုံခြုံအောင်ပြင်ထားပါတကားတွေကိုလည်းသေချာစွာပိတ်ပါထိလက်မှုတွေကတော့ပုံမှန်ပါပဲဒါပေမဲ့ကိုယ့်ရဲ့စိတ်ပူမှန်မှုကိုထိန်းချုပ်ဝတ်ကြိုးစားပါမိသားစုဝင်နဲ့အိမ်နီးချင်းတွေနဲ့စကားပြောပြီးတူဦးတူဦးအားပေးပါ ကလေးတွေနဲ့တကြီးရေတွေရဲ့စိုးရင်ပုံမှန်မှုကိုပို့ပြီးတော့ကျူးဆိုင်ပေးပါစိုးရင်ပုံမှန်မှုတွေပုံမဖြစ်လာအောင်ငလင်တရင်တွေကိုအလွန်ကျွနားထောင်ခြင်းကြိရှိခြင်းကိုလည်းရှောင်ခြင်းကြပါမိသားစုဝင်အားလုံးဘေးကင်းရာကိုအလွယ်တကူထွက်နိုင်မဲ့အရေးပေါ်ထွက်ပေါက်လမ်းကြောင်းနဲ့စုရက်နေရာကိုကြိုတင်သတ်မှတ်ထားပါရေမိကျစ်ဖျောင်းနိုင်ဘက်ထရီမီအိမ်ရှင်းဥတုနာပြုပစ္စည်းငွေသားနဲ့ငွေအရေးကြီးစာရစာတမ်းနဲ့စေဝါးတွေပါဝင်တဲ့အရေးပေါ်အိတ်ကိုအလွယ်တကူယူဆောင်နိုင်မဲ့နေရာမှာထားပါငလင်လုတဲ့အခါဘီရို စာအုပ်စင်နဲ့အခြားလေးလံတဲ့ပြည်ဘောကတွေမပြူနိုင်အောင်တရားစွာပြုလုပ်ထားပါငလင်လုတဲ့အခါမှာတော့မြေပြင်မှာဒူးထောက်လိုက်ပါခိုင်ခဲတဲ့စပွဲကလထိုင်အောက်မှာဝင်နေပါခုံကုံမလွတ်အောင်ဖတ်တွေထားပါရန်ကုန်မြို့ကသကိုင်းပြည့်ပြည့်ကျောင်းနဲ့ဝေးကွာပေမဲ့ငလင်နံခံနိုင်တဲ့ area ထဲမှာရှိနေပါတယ်ဒါကြောင့်ကြိုတင်ပြင်ဆင်ထားခြင်းကစိုးရင်ပူပန်မှုကိုအကောင်းဆုံးလျှော့ချနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်အထူးသဖြင့်ဖက်မြတိုက်တွေမှာနေထိုင်တဲ့သူတွေဟာအရေးပေါ်အခြေအနေအတွက်အမြဲတမ်းအဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်